အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာနှင်းတာပဲဖြစ်ပါတယ်။သုံးလပိုင်းတလတာအင်္ဂါသမီးများအတွက်အထူးဟောဆရာနဲ့ရေရာလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။အင်္ဂါသမီးများတွေနဲ့ဒီလမှာအမှုခင်းကြုံတွေ့ရတာမျိုးယုံကနာတွေကိုရောက်ရတာမျိုးနော်တရားဆွဆုခံရတာမျိုးအမှုကိစ္စနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတာမျိုးဖြစ်ပေါ်လာတဲ့ပါတယ်အကယ်၍ကိုကမဖြစ်ပေါ်လာဘူးဆိုရင်တော့မကိုကအဲ့ဒီအမှုခင်းဖြစ်တဲ့သူတွေနဲ့ ဒီပတ်သက်ရတာမျိုးကိုကကြံရပါဖြစ်တာမျိုးကိုကအန်ဒီအဲ့ထက်မှာဝင်ရောက်ပြီးတော့မှဒီဘောနော်ဒီပတ်သက်မိတာမျိုးကြုံရတဲ့ပုံရှိပါတယ်အဲကြောင့်ဒီလာထဲမှာအမှုခွင့်ကိစ္စနဲ့ပတ်သက်ပြီးတော့တရိုက်တော့တရိထားပါအမှုဖြစ်နိုင်မဲ့ကိစ္စမှန်များအားလုံးဒီလာမှာရှောင်ကျင်ဖို့ကျွန်တော်အနေနဲ့ဒီအကြံပေးလိုပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကတော့ထိကုံးမှထားပြီးပြောရရင်ကြောင်းနေရကကြတော့ဒီလာမှာဒီအဖြစ်များတတ်တာကိုတွေ့ရလို့ပါ နောက်တစ်ခုကျတော့ဗာလဲဆိုတော့ဒီလမှာပေါ့နော်ခင်ဗျားတို့လုံနေတဲ့အကင်နေတဲ့ကိစ္စမှန်မှန်အားလုံးဒီဒီလမှာလုံးစရာရှိရာတွေကိုဖြောက်ဖြောက်စိတ်လေးအေးအေးလေးထားပြီးလုံးစရာရှိရာတွေလုံးကိုလွယ်ပါတယ်စိတ်အေးထားပြီးမလုံးဘူးဆိုရင်တော့အကုန်လုံးကဒီကြိုးကြောင်တွေနဲ့ ရှိရနံပါတ်1ရေးနောက်က3 4 5ဆိုအဲ့လိုမျိုးဖြစ်ကုန်တဲ့အစတောင်စီမရအခြေအနေမျိုးဖြစ်တော့တယ်ပေါ့နော်အကြောင်းမလို့စေအေးလေအင်းနေနဲ့လောက်စီရရှိရကိုလောက်ပါစိတ်မြန်လက်မြန်လုလိုက်လို့ကောင်းသွားစီရတခုမှမရှိပါဘူးအဲ့တော့ဒီလာမှာပြောချင်တာဒီအင်္ဂါသမီးများဒီဘေယာမစိတ်မြန်လက်မြန်မလောက်ပါနဲ့ဘာပဲစဉ်းစားစဉ်းစားတေချာလေးစဉ်းစားပြီးတေချာလေးလောက်ပြီးမှဆုံးဖြတ်ပြီးတော့မှလောက်ပါ ဆုံးဖြတ်ချက်မမှားပါစေနဲ့ရေရေတိုးစဉ်းစားလိုက်တဲ့အခါလေးအချိန်တိုးလေးစဉ်းစားလိုက်တဲ့ကိစ္စရဲ့ဒီကမိမိကိုဒီလမှာအနှောင့်အယှက်ဖြစ်ပါလိမ့်မယ်မိမိကိုနောက်လာနောက်လာတွေမှာစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်ကိုလုပ်တတ်ပါတယ်အကြမလို့ဘာပဲလုပ်လို့ဘာပဲခိုင်ခံစဉ်းစားပါဆုံးဖြတ်ပါတည်တည်ချာစဉ်းစားဆုံးဖြတ်ပြီးမှလုပ်စရာရှိရာကိုလုပ်ပါအဲ့ဒါမှဒီလမှာအဆင်ပြေပါလိမ့်မယ်အဲ့လိုမျိုးမဟုတ်ဘူးဒီလမှာလုံးဝလုံးဝအဆင်ပြေတတ်ပါဘူးနောက်တစ်ခုကျတော့ပါလဲဆိုဒီလမှာပေါ့နော်ဒီမိမိက ဒီအချို့ကိစ္စရက်တွေကိုလုပ်မယ်ဆိုရင်ဥမာစီးပွားရေးအသစ်တော်လကောက်နောက်ဆိုနေရာအသစ်တော်လကောက်အလိုအရွှေ့ပြောင်းလုပ်ရင်တော့ဒီလားမလုပ်သင့်နေလို့ပြောပြောနေနဲ့ပြောချင်တယ်အဲ့တော့နေရာအပြောင်းရွှေ့လုပ်ငန်းအပြောင်းပြောချင်တာတော့အပြောင်းရွှေ့တောင်းရွှေ့ရယ်ဆိုတဲ့နေရာမှာလဲပေါ့နော်ကိုကဗျာဒီတာမန်အချိန်ကြီးကနေပြီးတော့မှအလွန်မင်းကောင်းတဲ့အချိန်ကြီးကိုကူပြောင်းမှလာအဲ့ဒါဆိုကောင်းတယ် ိုကိုကအဲ့လိုမျိုးမဟုတ်ပဲနဲ့ဥမာကိုကဟိုစီးပွားတစ်ခုခုအကြောင်းမလို့ဒီတခုခုပြောင်းချပေးလိုက်ရပြောမှာတင်းနေရဟိုပြောင်းရမယ်ဆိုရင်ဘယ်လိုနည်းလမ်းနဲ့မှမပြောင်းပါသေးနဲ့ဟိုအဲ့လိုမကောင်းတဲ့အခြေအနေမျိုးနဲ့ကိုကပြောင်းရမယ်ဆိုရင်ဒီလဒီလကိုအကြောင်းမြူပြီးတော့ဖြည်းဖြည်းနဲ့မိမိရဲ့စုပ်ယုံမှုတွေသာပိုဖြစ်လာပါလိမ့်မယ်အကြောင်းမလို့ဒီဒီလမှာအဲ့လိုမျိုးအခြေအနေမရှိခဲ့ဆိုရင်ပြောင်းပါနဲ့အကြိမ်ကိုကဒီလုပ်ငန်းတစ်ခုပြောင်းနေဒီအိမ်ရနေမျိုးခြားအိမ်ကိုပြောင်းနေဒါမှမဟုတ်ကိုကကောင်းလာဖို့အတွက်ပြောင်းနေပြက်တာမရှိဘူး ပုံမှန်ချိန်တွေကနေပြောင်းလဲပြန်တာမရှိဘူး။ဆိုးတဲ့ချိန်တွေကနေပြောင်းမှုဆိုတော့ပြန်တာရှိပါတယ်။အဲ့ဒါဆိုးတဲ့ချိန်တွေကနေဆိုတော့မပြောင်းပါသေးနဲ့။ဒီလမှာဟိုနည်းနည်းလေးပေါ့နော်။ကြည့်ရအောင်ချိန်တွေဖြစ်အောင်နေပြီးတော့လုံးဝလေးလာပိုင်းကျော်တကြံကျော်ထိစောင့်ပြီးတော့မှပြောင်းမှရွှေပါကျွန်တော်ဒီနေ့ပြောချင်တယ်။ကောင်းတဲ့ပြောင်းလဲမှုမသိပြောင်းလဲမှုဆိုတော့ပြောင်းပါအချိန်မရွေးပါဘူး။ဒီလာထဲမှာစိုက်တဲ့ချိန်ပြောင်းအဆင်ပြေတယ်။နော်။အဲ့ဒီချက်လေးကျွန်တော်တို့ချက်နဲ့ပြောချင်ပါတယ်။ နောက်ပြီးတော့ဒီလာထဲမှာဒီမွေးကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီဒီလာမှာဒီငားရှီယာနေပြီးတော့တာဝန်ခံတာမျိုးခုနအမှုကိစ္စလည်းပါတယ်ကိုကနေတော့ဂျားရေကနေပြီးတော့မှမွေးထုတ်ချီတာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့အဲ့လိုပဲမွေးချီတာကိုလည်းဂျားကနေပြီးတော့မှဒီနော်အာမခံလိုက်ပေးတာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့နော်အဲ့ဒါလေးချက်ပြောချင်တယ်မွေးကြီးကတော့ဒီလာထဲမှာအရန်လည်းမတွတ်တတ်ဘူးအရန်လည်းအဆုတ်ယူဘူးပုံမှန်အနေထားပဲအတိုင်းပဲရှိနေမယ် နော်ဒီလောက်ရာရှိရာတွေပဲလောက်တာလာအကောင်းဆုံးပဲပေါ့နော်အခြေရေးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မိမိကဂျားလူတွေနောက်ပြီးတော့ဂျားလူတွေဆိုတဲ့နေရာမှာလည်းဒီဟိုတတရလူတွေပါစရုပ်လာလူတွေပါအဲ့လိုပေါ်လာမျိုးမဟုတ်ပဲနဲ့ကိုတငယ်ချင်းနေဘောင်နမသားမင်းနေမိဘမိသားစုတွေစတဲ့ဖြစ်အဲ့ဂျားတွေကြောင်းလေမိမိမှာမိတို့အကြီးမိမိတို့ဒီအတွဲတွေရှိမယ်နောက်တင်မရတွေရှိမယ်ဆိုရင်တော့အခက်အခဲတွေကြုံရဖို့ရှိတယ်အဲ့တော့ ဂျားစကားတွေဂျားလူတွေရဲ့စကားတွေကိုတက်ရောက်မလိုက်ပဲနဲ့မိမိတို့ရဲ့မိမိတို့ရဲ့စိတ်ကြိုက်ပုံဖော်ပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့လိုပုံဖော်မှုကနေပြီးတော့မိမိရဲ့ကောင်းခြင်းတွေကိုဖြစ်လာပါလိမ့်မယ်မျိုးရဲ့ဒီကောင်းတဲ့တရားမှုတွေကိုဖြစ်လာပါလိမ့်မယ်အဲအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်မိမဆိုးကျိုးတရားမှုတွေကိုပဲပုံများလာဖို့ပဲရှိပါတယ်အဲ့တော့ဒီနောက်တစ်ချက်ကျတော့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကျမ်းမာရေးကကျတော့အဓိကကျွန်တော်တို့ဒီသွေးနဲ့ပတ်သက်တဲ့ယောဂါတွေ နောက်ပြီးတော့ကျွန်တော်တို့ဒီနှလုံးလို့ပေါ့နော်နှလုံးနဲ့ပတ်သက်တဲ့ယောဂလေးဒီလာမှာသတိထားပေးပါသွေးတိုးတာတွေသွေးအားနည်းတာလေးလည်းပါပါတယ်အဲ့လိုပဲဒီနှလုံးအောင့်တာတွေမောတာတွေနှလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမှန်မှန်အားလုံးဒီလာမှာတစ်နေ့တော့သတိထားပေးပါအဲ့လိုမျိုးဖြစ်လာပြီဆိုတာနဲ့မပေါ့ပါနဲ့ကုသဆရာရှိတာကုသပါစေမိဝဲတာတော့လကောက်အချိန်မီစောင့်ရပြီးကျွန်တော်နေနဲ့ပြောချင်ပါတယ် တော့ဒီလမှာပေါ့ရေရာနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာကတော့မိမာဒီကန်ဆိုးတာတွေအဆင်မပြေတာမျိုးဖြစ်လာမယ်ဆိုရင်တော့ဒီကျွန်တော်တို့မိမိတို့ရဲ့မွေးနံတောက်ဖရားမှာသွားပြီးတော့ကျွန်တော်တို့ဒီပန်းနေပေါ့နော်ပန်းပန်းနေထူပေးတာမျိုးပန်းနေကပ်ပေးတာမျိုးမှွေးတဲ့ပန်းနေကပ်ပေးတာမျိုးတို့ပြီးပါပြီးရခါကျမိမိတို့ရဲ့အိမ်မှာပေါ့မိုဟင်းငါပေါ့နော်မိုဟင်းငါကိုမိမိရဲ့အိမ်ဖရားမှာကပ်ပေးပါဒီမိမိရဲ့အိမ်ပန်းဝန်းကျင်တွေကိုလည်းမိုဟင်းငါအလှလူလေးလုပ်ပေးပါ သရုတ်ဒီဇာလေးလုပ်ပေးပါအလှဆိုတဲ့နေရာမှာလည်းအဲ့လိုဟိုပွဲတရာပွဲနေရာမျိုးလှူရမှာမျိုးမဟုတ်ဘူးမိတနိုင်တဲ့ပေါ့နော်10ပွဲဆိုလဲ10ပွဲ20ပွဲဆိုလဲပွဲစတယ်ဒါမှမဟုတ်လဲကျွန်တော်တို့မိုးရောင်းရောင်းတဲ့ဆိုင်ဒီမှာကဲကျွန်မပွဲ20စာလှူခဲ့ပါတယ်အဲ့တော့ပွဲ20စာစားတဲ့သူတွေအားလုံးကိုဒီဟိုအခမဲ့ကျွေးပေးလိုက်ပါဆိုတဲ့ဟာမျိုးလုပ်ပေးနေရပါတယ်ကဲအားလုံးဆိုရင်တော့အားလုံးအစီအမီချုံမိကြပါစေ။ကြားလက်ကောင်းနေရရှိကြပါစေ။စိတ်အင်ချာကြီးပူကြမှချင်းနေပြေစုံပါစေကျွန်တော်လည်းညံ့ဆုံးမတော်ပေးလိုက်ရပါတယ်။